မပေါ်ကြရင်တော့ဒီမှာဒီမှာဟုတ်ဒီကူမာတော့ကြည့်တော့တာတိုင်းကဟုတ်ဒီကောင်ကြည့်ရတယ်ဘရင်နောင်ရဲ့ကိုပွားတွေပဲဗျာကျွန်တော်တို့အားလုံးကဘရင်နောင်ပဲဗျာတက်ဘရောကတော့ခင်ဗျာရန်သူရှိရင်ညရှင်းပါမယ်ဒါတက်ဘရောရဲ့ဘူအားတာပဲတက်ဘရောသဘောထားပဲအဲ့တော့ခင်ဗျားတို့စဉ်းစားပါခင်ဗျာဆက်တိုင်းပါတိုင်းရင်ဆက်တိုင်းပဲရှင်းရှင်းလေးပဲ ခင်ဗျားတို့ဆက်တိုက်မလားတိုက်မယ်လေဘာဖြစ်လဲဆက်တိုက်မယ်လို့တိုက်မယ်ယောက်ျားတွေပြတိုက်မှာပဲဘလက်တိုဘလက်တိုဘလက်တိုကရတဲ့ကြည့်လိုက်ဟုတ်ကြည့်လိုက်စကားစားနေစကားစားရဲ့နက်နက်ခင်းရန်နေအများကြီးပဲဆက်ထုတ်တာဆက်ထုတ်တာဆက်ထုတ်တာပါကြည့်ရကြည့်ရကြည့်တာတာတာဘယ်လိုနိုင်တာတို့ကိုကြည့်အောင်ကြည့်အောင်ကြည့်ရပါသားတွေဘာသားတွေကျုံမျိုးမင်းတို့ကျောင်းဆုံးဦးတို့မချိလိုက်အောင်ချိလိုက်အောင်ချိလိုက်အောင်ဒီလိုမင်းတို့ပြန်ကျုံးမဲ့ကောင်းလေး မကြားရင်ဘူးမကြားရင်တော်လိုင်းတရီကကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ကိုနာမည်ပါခေါ်ပြီးတော့ပြောသွားတာပါအားကြောင့်တိတ်ပြီးစိတ်ပူစရာမလိုပါဘူးဒီကောင်နေမကြခင်သွားရမှာပါ another one အတရှင်နေတယ်ခင်ဗျားတို့လူဘွားမှာလူလိုသူလိုနေခြင်းတယ်လူနဲ့သူနဲ့သူအောင်နေခြင်းတယ်ဆိုရင်ခင်ဗျားတို့အနေနဲ့လက်နဲ့တွေဆုံးပါလက်နဲ့တွေဆုံးဖို့လိုတယ်အဲ့ဒီလိုမှမဟုတ်ရင်ခင်ဗျားတို့ဘွားတွေချိန်မုန်းခံရမယ်อืมလက်နဲ့တွေဆုံးတာတော့ဘုံမင်းပါတော့အကုန်လုံးပြီးလိုက်တော့သိတယ် ချိန်မုံကြီးခံရလိမ့်မယ်အမှတ်တရလေးချင်းနဲ့တိုက်ရင်အကြောင်းအရာခေတ္တတိုင်မှုတာဝန်လွှဲပြောင်းလက်ခံရင်ကြီးလေးကို73ကုန်ဗိုလ်မှူးဝန်ထမ်းမှကြီးလေးလေး300 300တိဗိုလ်မှူးညာလေးအောင်ခံတော့ကဲဘောမာတွေမင်းတို့ကောင်းနေလို့ချင်းရယူပြောနေမှာဘုံတို့လက်ပုံတွေနဲ့တကွာဗီဒီယိုတွေနဲ့တကွာပေါ်ပြပြီးတော့မင်းတို့ကိုတဲ့ကိုရောက်အောင်မင်းတို့ရဲ့အသေးတွေကိုရောက်အောင်ပို့ပေးနေတာအေးလောအဲ့ဆိုဒီကဟိုပေါ်ပြေးပြီပေါ့ဒီကောင်ဒီမှာဒီမှာဆိုဒီကောင်တစ်စိတ်ပေါ့ဒါတို့မှာ 我你不要表了，你不要生气嘛，哎，讲完你再要你，不要了。伯母，伯母娘娘，伯母娘娘，伯母娘娘，哎，伯母娘娘，哎，你，妈，你讲你生气干嘛？你讲婆婆，你生气干嘛？娘娘，娘娘，跳，哎，罗，你妈叫，你这谁去了？你哪有？你哪有？哎，太牛逼了，哎，我太牛逼了。ทหารเมียนมาฐานแตกครับอาชีอันนี้ก็มาเอเยเวนซีเจนี่ตัวพี่เนี่ยอาชีอันนี้ก็ မအေးအေးဝင်းစီစဉ်နေတယ်ဖြစ်နေတယ်ဟုတ်လားမျိုးတွေအားလုံးပဲငလင်ပေးနဲ့မီပေးတာမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Go Jet Revolution Channel တွေကပြန်လည်ကြိုးစားလိုက်ပါတယ်ဗီဒီယိုတွေ Reaction လို့တွားပေးကြမှာတော့ယနေ့မေလ25ရက်နေ့ကျွန်တော်တို့နေ့ရဲ့ နေ့ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုကြီးညွတ်ဖော်ပြပြပြဖြစ်တဲ့အတွက်အွန်လိုင်းမျိုးတွေအလုံးပဲအဆုံးနေ့ကြည့်ရှုပေးဖို့ဒီနေ့ရနေပြီးတော့တမန်တောင်းဆိုလိုက်ပါရစေ။ရောက်စုံနေနေ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုယူစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတရားသဖြင့်အတင်းအမာသိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1585ရက်ရှိပြီဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းစစ်ကောင်းစီကတရက်တာတွင်စစ်ကွေးတည်ဆုံမှုစီးရင်မှာတော့အန္တရာယ်တိုင်းမြင်းချံနထိုးကြီးတောင်သားငန်းစုံမှာတော့အလုံးပေါင်း90ဖြစ်ပါတယ်။ဘိုးတိုင်းတောင်မြို့နယ်မှာ18ကောင်ဘိုးတိုင်းမင်းလာမြို့နယ်မှာ10ကောင် ကျင်းပြီးနဲ့မြောက်ဝတီမြို့နယ်မှာ10ကောင်တင်းသာရီတိုင်းတင်းသာရီမြို့နယ်မှာ9ကောင်နဲ့တင်းသာရီတိုင်းလောင်းလုံမြို့နယ်မှာ2ကောင်အသီးသီးတည်ဆုံခဲ့ကြောင်းရှိရပါတယ်။ရောင်းသုံးတိရိပုတ်နေနဲ့ကတော့စစ်ကောင်စီတပ်ကစစ်ပွဲမနိုင်ပြီးပြည်သူမျိုးကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ KNU တပ်မှတပ်တော်ဝင်ရှိသူတွေကပြောကြားလိုက်ပါတယ်။အနာသိစစ်ကောင်စီတပ်နေနဲ့ကျင်းမျိုးသားစီယုံ KNU နေမြေပေါင်းဝင်နိုင်ငံတော်၌စီရေးရရှုံးနေမှုများကြုံတွေ့နေရပြီးပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်မှုများကြုံနေကြောင်း KNU တပ်မှတပ်တော်ဝင်ရှိသူတွေကပြောကြားလာဖြစ်ပါတယ်။ရဲသားပြည်သူများရဲ့လူနေမှုဘဝ လွတ်လပ်မှုလုံခြုံမှုစည်းစိမ်များကိုကာကွယ်စောင့်ရှောက်ပေးရန်တဲ့အဖွဲ့အစည်းတွေမှာတာဝန်ရှိပါတယ်။တစ်ကောင်စီဆောင်ရွက်နေတဲ့လို့ရာစိုးရိုးစကားအရကြွမနိုင်စပတ်ကြီးမီးရှို့ရသားပြည်သူကိုပြစ်မှတ်ထားပြည်သူနေထိုင်သည့်ခြေရွာများကိုလည်းနဲ့ကြီးဒေချောင်းဇက်တိုက်ပစ်ခတ်နေမှုများကြောင့်လူခွင့်ရေးချိုးပေါက်နေသောအဘာတော်ဝန်ကသိရှိပြီးဖြစ်တယ်လို့လည်းကျန်လူတက်မှာတက်တော်ဝင်ရှိသူတွေကပြောကြားထားပါတယ်။နောက်ထပ်သတင်းမှာတော့လက်ရှိချိန်မှာဒေသဒေသအစအခြားသောရခိုင်ပြည်မှာအဆုံးတိရှုံနေတဲ့မင်းအောင်နိုင်ကိုပစီဘိတ်ဖုံးကြီးခေါ်လို့ကျိုင်းတို့မှာမင်းအောင်နိုင်လင်မယားက လောကတရဖူဇေဒီဖျားသဘာနာရေရာခြေဘွဲ့နဲ့တေယုံဖွင့်ဘွဲ့တွေလုံနေတာဖြစ်ပါတယ်။မင်းအောင်လိုက်လူမြားဟာသူတို့ကိုးကြတဲ့ဝစီဘေဖုံးကြီးကနေပြီးတော့မင်းတို့ရေရာခြေရမယ်မင်းတို့ရဲ့တိုက်ပွဲတွေကိုအောင်ပွဲတွေဖြစ်ပြောင်းနိုင်အောင်တွတ်ဆိုပြီးတော့ဝစီဘေဖုံးကြီးရဲ့ညွန်ကြားချက်အရလောကတရဖူဇေဒီဖျားသဘာနာရေရာခြေဘွဲ့ကြီးနဲ့စေယုံဖွင့်ဘွဲ့တယောက် ခဲ့တယ်လို့လည်းသိရှိရပါတယ်။မေလ23ရက်နေ့ကတည်းကကျိုင်းတို့ကိုရောက်ရှိခဲ့တဲ့မင်းအောင်နိုင်လင်မင်းဟာပုစိပြေဖုံးကြီးရဲ့ခေါ်ယူမှုကြောင့်ဖုံးကြီးကိုအဓိကတွားရောက်တွေ့ဆုံတာဖြစ်ပြီးပုစိပြေဖုံးကြီးဦးဆောင်တည်ဆောက်နေတဲ့ပန်းကွဲဘုဒ္ဓဥယျာဉ်တော်မှာလောကတရဖူဇေဒီဖရာဌာပနာမှာရေတရာချီမှုတွေများပြားပြုလုပ်ပြီးအဲ့ဒီဇေဒီမှာပဲအစီအရင်အင်းပြားတွေနဲ့တော်လန်ရေးတက်တွေကိုအီကိုက်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လှုပ်ဆောင်ခဲ့တယ်လို့လည်းဒင်းပြောကြသူတယောက်ကသိရှိရပါတယ်။အဲ့လိုမျိုးရဲ့အရှိတောင်ဘက်15မိုင်ကွာမှာဗုဒ္ဓဥယျာဉ်တော်ဆိုပြီး ဝစီပိတ်ဆီယာတော်ကတည်ထားပါဗျ။အဲ့ဒါကတော့2015စောပိုင်းကာလာရီကရီကလုပ်နေတာပါ။အဲ့ဒါကအိန္ဒိယနိုင်ငံဗုဒ္ဓဂါရဒီဇိုင်းတိုင်းဥယျာဉ်တော်ကိုစောက်လုပ်တာပါ။အဲ့ဒီထဲမှာအဘရာယာမယာနမုနိအဘရာအဘရာယာနမုနိရုပ်ပွားတော်မြတ်ကြီးနဲ့တရတရဟာမဟာဘောဓိစေတီတော်ကြီးတည်ထားပါဗျ။နောက်ပြီးလောကတရဖူတရားကြီးရဲ့ပုံသူပုံစံကလောကတရဖူစေတီထက်တယ်။အဲ့ဒီဥယျာဉ်ကြီးတစ်ခုလုံးမှာအင်းဒီရေဒီယာတွေအစီအနေနဲ့လှုပ်ထားတာလို့လည်းသိရတယ်။ ဒီဥယျာဉ်တော်တက်ချုပ်ဘွားနဲ့ယာရုတို့အစဉ်စဉ်တလန်းတို့အတွက်စီရင်တွေလုပ်ပေးခဲ့တဲ့ဝစီဘိတ်စီရတော်ကြီးရဲ့ဆန္ဒကိုတက်ချုပ်ကအောင်မြင်မှုအနေနဲ့လုပ်ပေးတာလို့လည်းပြောမှာအလုံးသိရတယ်။ဥယျာဉ်တော်ကြီးစောင့်နေတာကတော့စစ်အာဏာမသိငင်တွေကစောင့်နေတယ်လို့လည်းစစ်ဘက်သတင်းမီကပြောဆိုထားပါတယ်။တိုင်းတို့မှာတော့ဝစီဘိတ်ဘုန်းကြီးနဲ့မင်းရောင်တို့ပူးပေါင်းတိစောင့်နေတဲ့ဗုဒ္ဓဥယျာဉ်တော်မှာသီလဓမ္မစေယုံကိုလည်းမဏိကဖွင့်နေလိုက်ပြီးသီလဓမ္မစေကံနဲ့ပါဝင်ပါတယ်။စေယုံနဲ့စေကံကိုလည်းဝစီဘိတ်ဘုန်းကြီးကပင်ဥဆောင်မီနီယာရွေးချယ်အစီအစဉ်နဲ့ ဒီဆောက်ခိုင်းကြတာဖြစ်လို့လေရှိရပါတယ်။အာနာရှင်အောင်တန်းရွှေလက်ထက်မင်းအောင်နဲ့ယာဒူးတက်ဖို့နဲ့တချုပ်ယာဒူးရဖို့အတွက်ဝစီဝေဖုံးကြည့်ရရေရီယာပေါင်းမျိုးမျိုးခြေပေးခဲ့သူဖြစ်ပြီးသူခြေပေးတဲ့ရေရာအတိုင်းမင်းအောင်နိုင်တဲ့ယာဒူးတွေတက်ခဲ့ရတာမို့မင်းအောင်နိုင်ကျူကျူခေါ်အပေါင်းဝင်တမိသားစုလုံးကဝစီဝေဖုံးကြည့်ကိုယုံကြည်ကိုးကွယ်ကြလို့လေဒီဒီဒီမီကပေါ်ပြထားပါတယ်။အပြင်နောက်20ခုနှစ်ဖေဖော်ဝါရီလတရက်နေ့စေရနာသိမ့်မှုမတိုင်မီမှာလဲမင်းအောင်နိုင်နဲ့ကျူကျူခေါ်ကဝစီဝေဖုံးကြည့်စုကိုတွားရောက်ပြီးအာနာသိမ့်ဖို့တိုင်မီ ရေရာစီစဉ်ခိုင်းခဲ့တယ်လို့လည်းစစ်ဘက်သတင်းမီဒီယာသိရပါတယ်။နေပြည်တော်မှနေတဲ့မင်းအောင်နိုင်ဟာသူ့လိုအပ်တဲ့အခါတိုင်းစစ်လျင်စီလိုပြီးတိုင်းတော်မှန်ရှိတဲ့ဝစီဘေဖုံးကြီးကိုခေါ်ဆောင်ဆွန့်ကတာနေမှာရွတ်ဖက်ခိုင်းတာအေးရင်ရေရာတွေစီမံခိုင်းတာတွေလှုပ်ဆောင်နေရှိတယ်လို့လည်းသိရှိရပါတယ်။ဘကိုးဘက်မှဆိုလို့ရှိရင်လည်းအခြေအနေကမအေးအေးဝင်စီစဉ်နေတယ်လို့ဖြစ်နေတယ်။ဘာလို့မအေးအေးဝင်စီစဉ်နေလို့ဖြစ်နေလဲဆိုတဲ့အခါကျတော့စခန်းကအေးအေးကတိုက်လာတာနော်။ ဘာမှကျူတင်စီမံဆောင်ရွက်ထားခြင်းမရှိဘူးအေးအေးစတိုက်လာဗျာကျွန်တော်တို့အလုံးပြည့်အေးအေးကပြောလဲပြောရတိုက်လဲတိုက်တယ်နော်အေးအေးကအဲ့လိုဒီဟိုဘယ်ခေါ်မလဲနေရပြီလူဘာဝလာဆိုတော့ရှိကိုယ့်ဘက်ကဒီမအေးအေးဝင်းကိုယ်တိုင်းမစီစဉ်ပေးဘဲနဲ့ကတော့အေးအေးဒီဒီရောက်လာစရာအကြောင်းမရှိဘူးကျွန်တော်တို့ကသုံးသက်တယ်နော်ဘာကြောင့်လဲဆိုတော့ခိုင်းပြည်နယ်ထဲမှာရှိမယ်ကျွန်တော်တို့ပြောင်းကြီးကတော့မအေးအေးဝင်းကိုပါဆွဲထည့်နေပြီနော်အမ် ဒီဘက်ကျောင်းတော့မိုးထီနေကြစခန်းမှာတောင်ပုံကြီးတောင်ပုံကြီးပြီးမိုးထီမိုးထီပြီးပါလို့ရှိရင် channel ဒီနားမှာနားတစ်ချောင်းမှာရှိတဲ့စခန်းလေးတွေပေါ့ဗျာနော်အဲစခန်းလေးတွေအများကြီးရှိတယ်ပေါ့ဒီစခန်းလေးတွေတစ်ခုခုပြီးတစ်ခုကိုအေးအေးကတင်းသွားတာအလွယ်လေးအလှလေးအလှလေးအလှလေးတင်းသွားတယ်အဲ့တော့ဒီလိုမျိုးတိုက်ဖို့တော့ကိုအေးအေးကနှစ်နဲ့ချီပြီးတော့ကြိုးစားတယ်နော်နှစ်နဲ့ချီလာပေါင်းများစွာချီပြီးတော့ကြိုးစားတယ်ကိုယ့်ဘက်ကအေးအေးအဲ့လိုမျိုးကြိုးစားမှုဒါပါတော့တောင်ပုံကြီးစခန်းကိုမတိုက်ခင်ကလေးကအေးအေးဟာ ဒီလမ်းကျောကိုဝင်ဖို့ကတို့စူးစမ်းထားတယ်ဒီလမ်းကျောကရခိုင်ပြည်နယ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တောင်ကုန်းနဲ့နော်အတောင်ကုန်းတဲ့ဒီအောက်ရှိပင်အထိကိုရောက်တာပေါက်တဲ့လမ်းဖြစ်တယ်အဲ့လမ်းကျောကဝင်လို့ရတယ်မန္တန်တည်တယ်အေအေရတောင်ရံနေမန္တန်တည်တယ်လာတော့မယ်ဆိုတာလည်းတည်တယ်တည်တည်တန်အောင်တော့မှပဲဒီအေအေနေနော်ရိတ်ခါတွေအရင်ဆုံးစုရမယ်လက်တက်တွေခဲရဲနေစုရမယ်ဒီလမ်းကျောကလွယ်လွယ်လေးရိတ်ခါပို့လို့မရဘူးနော် ်တယ်လေလေးကပို့လို့မရဘူးဤအဖြစ်ဒီပေါ့ပကိုးဘက်ချမ်းကပကိုးဘက်ချမ်းကလည်းရိတ်ခါမဝင်မဲနဲ့ဘလို့မှမရအောင်음ဟမ်အေးအားလုံးပဲပေါကရုံးဆိုတဲ့ကောင်ကတော့သင်္ကန်းကြီးခြုံပြီးတော့စစ်ခွေးတွေနဲ့တရုံုံတရုံုံနဲ့တွားနေတာပဲတွေ့ရပါတယ်ပြည်သူစစ်တီနဲ့တရုံုံတရုံုံနဲ့ပေါကရုံးကတော့သင်္ကန်းချွတ်တဲ့နေသားတစ်ခုပါပဲဒါမှလည်းသင်္ကန်းမချွတ်သေးသေးကတော့သူ့ကိုကျွအောင်ချွတ်ပြရမှာတော့တော်လိုင်းပြည်သူတွေရဲ့တော်လိုင်းရဲဘော်တွေရဲ့အဓိကတောင်းပန်ဖြစ်ပါတယ် မပေါ်ကြရင်တော့ဒီမှာဒီမှာဟုတ်ဒီမှာတော့ကြည့်တော့တာတခါကြီးလားဟုတ်ဒီတော့ကြည့်ရတယ်ဒါကရပြစက်ကြနော်ဟုတ်တယ်ဟုတ်တယ်ဆိုတော့ဒီလေပတ်သက်ပါလေးမှာတော့ဒါလေးကြားပါတော့ကြားတော့ ာကြောင့်ဒီအားမရအောင်အားမရတာမှန်ပါတယ်ဗျာဘာလို့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 တိုင်းပြည်တို့ကပေါ်နေတယ်။အခုသိရပါတာစားတယ်ဆိုဒီတိုင်းပဲ။ဘယ်လိုသုံးဖို့မိုက်ကုန်နေလို့ဒီနေရာမှာအတုံးခါတယ်။ဒါတော့မှဟုတ်လား။သူတွေကိုယ်တိုင်ရတယ်သူကတော့အေးစစ်စစ်အိတ်နေလို့အနေထားရှိတယ်။ဒါပဲနဲ့လဲ။ဒါရှိတဲ့အခုလည်းရိတ်ခါဖို့မဟုတ်လား။ ယ်ဒီဘက်ဒီဘက်ဒီသဘောတေချင်တို့ဖင်ရနေတေချင်တို့ဖင်ရနေတာကိုသားသားတွေကအားရှိအောင်စိတ်ချပိုင်နေအောင်ဒီဒီဘောတိုင်းရောဒီနာရောဒီနာရောဆောင်းလေးတွေကြီးတယ်နော်တော့ငါကြီးလည်းကြားလားနော်ဟုတ်ကြားရဲ့ဟုတ်လားတနက်တည်းကတော့ကောင်းရလားကောင်းပါဘူးနော်ဒီဘောင်းနဲ့ဆေးသမားတွေဘေးသမားတွေအဲ့လောက်ကြီးကြောက်နေနော် တို့ခါလေးကြတော့ကောင်းနေအင်းအများဆိုပြီးလိမ့်ပြီးတော့တယ်တဲတာခါกว่าဟုတ်လားအနောက်ဆိုတဲ့သူဆိုငါပတ်ရခဆိုအသေးမုန်းတာဟွနောက်ဆိုရင်လည်းကိုယ့်လက်နဲ့ကိုပေါအောင်ယူမှာပြည့်စုံစုံထားပဲတဘောကြတယ်ဟုတ်လားဟာစစ်တိုက်ထားအတွေ့အကြုံမရှိဘူးဘာမရှိဘူးဆက်စကားဥစဉ်လက်မခံဘူးဥစဉ်ရပတ်တာဆိုင်15ရက်ပဲတင်နိုင်တဲ့ဟုတ်လားတင်နိုင်ရပဲတင်နိုင်တဲ့အဲ့ဒါအဲ့တော့ဟိုကကြောင်မူကြီးလက်ကြောလက်ရဲခါဘူး လန့်ပါလို့လက်တိုင်တိုင်အများကြီးကြားရတယ်ဒါပေမဲ့အဲ့ဒီမှာတမတရား၃ကဘုံမှုဘဒူဘိုကြီးဘဒူဘဒူကဘလို့ဘလို့ပတ်စံဘဒူကဂိတ်ကနေဘလို့ခေါ်သွားတယ်ခေါ်သွားပြီးမှပတ်စံဘလောက်ဘလောက်စားတယ်ဒီလိုတင်ရမှာကိုတမတရား၃ကလူကြီးတွေဘာညာပေါ့တင်လိုက်တယ်ပေါ့နာမည်မပါဘဲနဲ့အဲ့ဒါကြောင့်ဆွဲခံရတယ်ဥစဉ်ရတော့ထင်တာပဲဗျနော်ဥစဉ်ရတော့အဲ့လိုဆွဲခံရတယ်ထင်တာပဲအဲ့ဒါကိုဒီချိန်မှာအချိန်ကြိုက်ပေါ့နော်အချိန်ကြိုက်မလိုင်ကဖြစ်တာက29ရက်ဒေါ်လာပါ2000ထဲမှာ25မှာဖြစ်တဲ့အရာဥစဉ်ရနေကင်းကတုံးတယ်ပါတယ်အဲ့မှာဘာပြောရလဲဆိုတော့ ပေါက်ကိုတော့တားလဲပဲကိုပါတယ်ငကောကကြီးညိုတယ်အခုမကြီးညိုနိုင်တော့ဘူးတဲ့ငကောကလေးစားတယ်အခုမလေးစားနိုင်တော့ဘူးအကျုပ်ကအမှန်တရားပြောလို့မရတော့ဘူးလားကျုပ်ကလိုက်ကျုပ်ကပြည်သူစစ်တွေဘက်ကအများအားရက်တီပေးခဲ့တယ်အများအားလဲကဲပေါက်ကတော့ကတော့သူ့ကိုစစ်တကစစ်ဖို့မူတွေကနေပြီးတော့မလေးစားတော့ဘူးဆိုပြီးတော့ပြောလို့ပေါက်ခွဲနေပြီဖြစ်ပါတယ်သူကလေးစားခံရင်သေးတယ်ပြည်အားလုံးပဲဒီပြူလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံပြည်သူတွေကစစ်ခွေးတွေရဲ့လေးမျက်နှာပြက်ကြရင်ပျော်ရွှင်နေတဲ့ကိစ္စပါကြောင့်ဖြစ်လာတာလေဆိုတဲ့အကြောင်းလေးကိုသုံးသပ် ပေါ်ကြတဲ့အနေအထားတစ်ခုကိုပြန်လည်ဖော်ပြပေးနိုင်ဖြစ်ပါတယ်။မကြည့်ရသေးတော်လည်းမျိုးတွေအားလုံးပဲကြည့်တော်လို့ရပါတယ်။သွားတယ်။ဒီနစီပြတ်ကြမှုမှာအ ਨੇ ဆုံးလာစစ်ကောင်စီဘက်က20ဦးထက်မနည်းတေဆုံးခဲ့ရတယ်လို့ကျွန်တော်အမြင်ပြင်သတင်းတွေအရကျွန်တော်သိရတယ်ပေါ့လေ။ဟုတ်။ဆိုတော့ဒီသတင်းတွေတက်လာတဲ့အချိန်မှာလာဒီလူမှုကွန်ရက်တွေသတင်းဌာနတွေကတက်တဲ့လူမှုကွန်ရက်တွေပေါ်မှာစတက်တဲ့အချိန်မှာအဲဒီ comment တွေကိုကျွန်တော်တွေ့ရတယ်။ reaction တွေကိုကျွန်တော်တွေ့ရတွေ့ရတဲ့အခါမှာ လူထုကဝမ်းပန်းတတာကြိုကြတာကိုကျွန်တော်တို့တွေ့တယ်ဝမ်းပန်းတတာ share ကြတယ်ကြိုကြတယ်ဒါအောင်တွေ့တယ်ပေါ့နော်ဆိုတော့ဒီအောင်သွားမြင်တော့ဘလို့သတိထားမိလဲဆိုတော့ပြည်သူတွေကလာဒီဒီအောင်ကြည့်ပြီးရမ်းပျော်နေတာသူတို့ရဲ့စိတ်ထဲမှာဘလောက်တောင်စစ်တပ်ပေါ်မှာ나ကြီးမုံတီးနေတယ်လဲဆိုတော့သွားတွေ့လိုက်ရတယ်လို့မျိုးပေါ့နော်ဒါနဲ့ပတ်သက်ပြီးဆက်ဆွေးနွေးပြီးပေါ့နော်ကျွန်တော်ကျွန်တော်မြင်လာတော့လေဒါကတော့ပဂတိလက်ရှိအမှန်တရားပေါ့ကျွန်တော်တို့ society မှာမြန်မာပြည်လူပေါင်းမှာ ဒီနေ့ဒါတကယ်ကြုံတွေ့နေရတဲ့ဖြစ်ပျက်မှန်တစ်ခုပေါ့နော်ဆိုတော့အခုကျွန်တော်စဉ်းစားတာဒီသတင်းမှာကျွန်တော်တို့ဒီဘက်ကဟလာတော်လိုင်းအုပ်စုတွေနော် KIA ဘက်ကထုတ်ပြန်တဲ့သတင်းတွေကိုကျွန်တော်တို့အမိသဟဲပြုပြီးတော့ကျွန်တော်တို့ပြောနေကြတယ်ရေးနေကြတယ် comment တွေပေးကြတယ်ပြည်သူတွေလည်းဝင်ရေးတယ်ထရအောင်အပြင်အောင်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့သိတာကတော့ပထမရေဟန်ရင်မှာ MI17 ဆိုတာကတော့ရုရှားထုတ်တဲ့တေပို့ဆောင်ရေဟန်ရင်ပေါ့နော် ဒါပေမဲ့တေပို့ဆောင်ရေးဟဲ့ပြင်ဆိုတော့လည်းပဲလွန်ခဲ့တဲ့၄နှစ်အတွင်းပြန်ကြည့်မယ်ဆိုရင်အနေပြန်ပြန်ပြီးတော့ဆက်တဲ့နဲ့ပြစ်လို့ရတာလည်းရှိပါတယ်ဆိုတော့ဒါစိတ်စိတ်မြေပြင်မှာတုံးတဲ့ရေဟဲ့ရင်နေပေါ့နော်ဒါတွေကိုလည်းဒီတောင်လိုင်းတက်တွေရော KNY လိုတိုင်းသားတက်တွေကလည်းဥတီပြီးတိုက်ခဲ့တာလည်းရှိခဲ့တယ်ဒါပေမဲ့သူတို့မှာအာဖဂန်နစ္စတန်မှာတော့လို American ပေးထားတဲ့ Stinger မရှိတဲ့ခါကြတော့ဟာလာသူတို့မှာရှိတဲ့လက်နက်တွေနဲ့ပဲသူဝန်တိုက်ရတဲ့လူတွေရှိတာပေါ့နော်ဆိုတော့ ဘာကျွန်တော်သိချင်တာအဓိကဘာလဲဆိုအဲ့မှာကျွန်တော်တို့ရဲ့သတင်းနေရဆိုရင်ကျွန်တော်ဒီထွက်နေတဲ့သတင်းနေရဆိုအဲ့ဘူကြီးမျိုးထက်အောင်သိဆုံးနေဆိုတော့ကျွန်တော်သိရတယ်ကျွန်တော်လည်းကျွန်တော်တို့အလောင်းကတော့သူတို့အတိအကျဘယ်သူမှမသိပဲနဲ့16လောင်း16လောင်းတွေ့ရပေါ့ဒါရရင်ဒီစီမှတွေ့တာပေါ့နော်ဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးသိချင်တာကမြန်မာပြည်မှာရှိတဲ့စစ်ကောင်စီရဲ့သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကအခုချိန်ထိဘာသတင်းမှန်မထုတ်ပြန်တာကိုကျွန်တော်တွေ့ရတယ်မထုတ်ပြန်မဲနဲ့ဒီရဟန်းရ mechanical failure လို့ခေါ်တဲ့အဆက်ချုံရင်းသွားလို့ပျက်စီးရဲဆိုတော့ အထုတ်ပြန်ချက်တခုပဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ပြီးတော့ဒီသေဆုံးခဲ့တဲ့သူတွေအတွက်လည်းဝန်ထဲကြောင်ဂုံပြူကြောင်ဘာမှစစ်ကောင်စစ်ဘက်ကမပြောမထုတ်ပြန်ပဲတိတ်ဆိတ်နေတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာပဲဒီဘက်မှာကြတော့လေအလားကုနာကိုကျော်ကမေးခဲ့သလိုပဲဘာလို့ပြူရင်းမှာရှိတဲ့ပြည်သူတွေရောပြည်ပမှာရှိတဲ့ပြည်သူတွေရောတကယ်သူတို့ emoji တွေနဲ့ဘာလို့ပျော်နေကြရလဲ emoji ထုတ်ပြပြီးသူကပျော်ကြရတယ်ငှက်ငှက်ကင်စားပြီးဆိုတာမျိုးတွေကျွန်တော်တို့ကြားရတယ်အဲဆိုတော့ဟိုလွန်ခဲ့တဲ့ဒီဘက်ကျော်ကျော်ကပဲ အဒီဘဲမှာရှိအိုဒိန်းရဲ့ရောင်ကိုအလားစစ်ကောင်စီလေတက်ကပဲဘုံကျဲခဲ့ပါတယ်။စာတင်ကြောင်းစာတင်ကြောင်းဘုံကျဲခဲ့တယ်။အဲ့မှာအဲចောင်းသားလူငယ်လေးတွေအနည်းဆုံး20လောက်သေဆုံးခဲ့တယ်။ဆရာမနှစ်ဦးလည်းပါဝင်တယ်လို့ကျွန်တော်တို့သိခဲ့ပါတယ်။ဒီသတင်းတွေသတင်းမှန်တွေဖြစ်ပါတယ်။ဆိုတော့ဒီသတင်းတွေပတ်သက်ပြီးတော့ပြည်သူလူထုတရက်လုံးကဟာလားစိုးရင်ထိုင်းလန်၆ချားသွားခဲ့တယ်။ဟာလားအရန်ကိုလည်းဒေါသတွေဖြစ်ခဲ့ကြတယ်။ဝန်ထဲပူဆွေးကြရတယ်။အဲ့သတင်းတွေနဲ့မကြခင်မှာပဲအခုဒီသတင်းထွက်လာတယ်။အဲစစ်ကောင်စီတရက်ရဟန်းပြစ်ချနိုင်တယ်ပေါ့။ ဒီတဲ့ရင်းကြောင့်လည်းကျွန်တော်တို့ reaction ပေါ့တုံ့ပြန်ချက်တွေပို့ပြီးတော့များတယ်လို့ကျွန်တော်လည်းခံစားရတယ်။ဟုတ်ကဲ့စစ်တပ်ကတကယ်ဆိုလို့ရှိရင်လားဒီအနာသိမ်းပြီးကလေးကပြည်သူလူထုပေါ်မှာရရက်ဆက်ဆက်ကိုလှုပ်ခဲ့တယ်အညိုတင်းနဲ့ရန်သူတပွဲကိုလှုပ်ခဲ့တာတွေကအကျိုးဆက်လို့ထင်ပါတယ်။ပြီးခဲ့တဲ့ပြည်တော်ကောင်စောပြောသလိုပဲအိုတင်တွင်ရွာစာတင်ကြောင်းဆိုလို့ရှိရင်လူမမဲ့ကလေးတွေလားဒီဒီစာတင်နေတဲ့ကလေးတွေကိုရရက်ဆက်ဆက်တိုက်ခိုက်တက်ဖြတ်ခဲ့တာတွေလှုပ်ခဲ့တာပေါ့ဒါဒါလည်း ရှေ့မှာအဲ့လိုကြောင်းတွေကိုတိုက်ခဲ့တာတွေဟိုလူတိန်တွေကိုတိုက်ခဲ့တာတွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါတွေကြောင့်ပြည်သူတွေကသူတို့ဘုံမှာဒီစိတ်နာကြီးနေကြတာပေါ့နာကြီးနေတဲ့တန်အခုလိုပြည်သူတွေရဲ့တုံ့ပြန်တဲ့ဟာကိုသူတို့ပြန်ခံရတယ်လို့ပြောရမှာပေါ့လေဟုတ်ဆိုတော့ကျွန်တော်ကျွန်တော်အခုနောက်နောက်တစ်ခုကခုနကဘယ်လိုတုံ့ပြန်တယ်လဲကျွန်တော်ထပ်ပြောချင်တာဘယ်လိုတုံ့ပြန်တယ်လဲပေါ့အဲ့တော့ကျွန်တော်ကဒီဒီသတင်းတွေဖြစ်လာတဲ့အခါမှာကျွန်တော်အဲ့ဒီတရက်နေ့ရက်အတွင်းမှာလိုက်လေ့လာကြည့်တယ်ဒီ comment တွေပေါ့နော် လူကြီးတွန့်ပြန်ချက်တွေကျွန်တော်လျှောက်ပြီးအဲ့ဒီကစိတ်ဝင်စားစရာကောင်းတာလေးတွေကျွန်တော်လိုက်ဆုထားတာရှိတယ်။ကျွန်တော်ဖတ်ပြန်ခဲ့တော့။ဆိုတော့တခုကဘာလို့ဘယ်လိုတွန့်ပြန်လဲဆိုရင်နံပါတ်1ကတော့ bravo တဲ့ပြီးတော့ checking ငှက်ကင်နဲ့နောက်တစ်ခါကတော့ oh my god oh my god ပျော်သလားအေးမောင်တို့ရေပျော်ရဲ့ဟေးပျော်ရဲ့ဟေးတဲ့။နောက်တစ်ခါကဘယ်လိုရေးထားလဲဆိုတော့ကောင်းလိုက်တဲ့တည်တင်းနဲ့။အဲ့တော့နောက်တစ်ခါကဘာထပ်ရေးပြန်လဲဆိုတော့အခုမှသမင်းစားလို့ကောင်းတာတဲ့။အဲ့ဝမ်းသာပီတိဖြစ်ရပါ ਈ ဆိုပြီးနောက်ကတော့ comment တစ်ခုထပ်လာတယ်။ နောက်တယောက်ကထပ်မေးတာဒီနေ့ဘာနေ့လဲတဲ့မင်္ဂလာရှိလိုက်တာတဲ့အားရကျင်တ်တယ်တဲ့ဆိုတော့နော်အဲဒီဟာတွေကြည့်မယ်ဆိုရင်ဒါတွေကြည့်မယ်ဆိုလူလူကဘလို့တုံ့ပြန်နေတယ်လဲပေါ့နော်နောက်တယောက်ကဘာလဲဆိုတော့ထီပေါ့ရင်တောင်းနဲ့ဒီသတင်းတော့ပျော်မိမှာမဟုတ်ဘူးတဲ့နာကြီးနေကြနာကြီးနေကြအဲ့တော့နောက်တယောက်ကရေးတယ်ပြေကြီးချက်ပြေကြီးဆက်တဲ့တော့မြို့လို့ပါတဲ့ပြီးတော့နောက်ထားတယ်သူကနောက်နောက်ထားရည်ရည်နာတဲ့အတန်းရည်ထားတဲ့ emoji လေးနဲ့ ဲ့တော့နောက်တစ်ခုကဘာပြောလဲဆိုတော့ uniform နဲ့ uniform နဲ့တဲ့ခဏခဏအရေးမခံဘူးတဲ့ statement နဲ့ခဏခဏထုတ်ပြီးတော့လဲတဲ့လေမဖို့တဲ့ဘာသူဆောင်းပြောတယ်တော့မသိဘူးအဲ့တော့သူတို့ကလည်းအလုပ်ကိုအလုံးနဲ့တူအောင်လုပ်တယ်တဲ့တက်တည်ပြတယ်လေးစားတယ်ညင်းတော်ကရန်ရီတွေဆိုပြီးတော့တက်ွက်ရေးတယ်ဒါကသူတို့ဒီကန်ယူကရန်ယူကြီးကျူတာပေါ့နော်နောက်တစ်ခုကဘာသာရေးနည်းနည်းစမ်းတယ်ဝိဆိုတာမကူးပါဘူးတဲ့အိုဒင်တွင်ကြောင့်လည်းပြောထားတယ်တက်ွက်ပြောလိုက်တာတဲ့အိုဒင်တွင်အတွက်သွေးကြွေးပြန်ဆက်နိုင်ခဲ့ပြီတဲ့နောင်လဲ ဆက်ပြီးတော့ပြစ်ချနိုင်ပါစေတဲ့အဲ့တော့နောက်တစ်ခုကတော့စုဝတောင်းပါစေစုဝစုဝတောင်းပါနောက်တစ်ခုကတော့တန်ဝေကတန်ပါတယ်ပါလဲဆိုတော့လူတယောက်ဆုံးမသွားတာကတော့ဝမ်းသာစရာမဟုတ်ဘူးတဲ့ဒါပေမဲ့လူတယောက်လောကမှာမရှိခြင်းကအပြစ်မဲ့ပြည်သူပြည်သားအများစုအသက်တွေဆုံးရှုံးမှုတွေအတွက်တော့တတ်တာချင်းဖြစ်တဲ့အတွက်ကြောင့်ကျင့်တတ်မိပါတယ်ဆိုတော့သူ့အတန်လေးကလည်းတရားတန်လေးပါတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပဲတယောက်ကပြေးတယ်ဒီပိုင်းတော့အပါပဲ ပေါ့နော်သူတို့မိသားစုတွေဘလို့ပြဖြစ်နေသူတို့မိသားစုတွေဘလို့ဖြစ်နေကြပြီလဲတဲ့တွေးကြည့်တာနဲ့သိနိုင်ပါတယ်တဲ့ဒီဘက်ကမိသားစုတွေလည်းဘလို့ခံစားခဲ့တယ်လဲဆိုတာသိစေချင်ပါတယ်တဲ့ဆိုတော့နောက်တစ်ခါပြောတယ်ပြည်သူကြိမ်စာစူးကြီးတဲ့ပြန်လာပြီနော်တဲ့ဒီပင်းရင်မြုံနယ်ကအိုတိန်နှင်းရာကလေရင်နဲ့ဘုံကျဲလို့သေဆုံးခဲ့တဲ့အကြောင်းသားတယောက်အတွက်ပဲဒါရှိပါသေးတယ် ဆိုတော့အတုံးလေးအတုံးလေးပုံစံမျိုးပေါ့နော်အများကြီးကြံနေရဆိုတော့ဆိုတော့ကိုကျော်ခါကိုဟိုဘက်ကဟိုဘက်ရက်ွက်ပေါ့အခုဆိုရက်ွက်ကတစ်ခုဖြစ်နေဟိုဘက်ရက်ွက်အတန်နေပါလေဆုထားတာရှိတယ်အာစပြောရမယ်ဆိုရင်တော့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်တဲ့အားနဲ့စပြောရမယ်ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီဖြစ်စဉ်ကြီးဖုံးလို့ဖိလို့မရတဲ့ဖြစ်စဉ်ကြီးကိုဖုံးကွယ်ဖို့ကြိုးစားတယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်ကောင်စီရဲ့ပြန်ကြားရေးရဲ့သတင်းထုတ်ပြန်တဲ့အခါမှာဒါဒီ ဒီဆက်ချိုရင်းလို့ပြက်ကျသွားတယ်ဆိုတာမျိုးထုတ်ပြန်တယ်ပေါ့နော်တစ်ဖက်မှာဒါရှေ့မှာဗီဒီယိုရုပ်သံကလစ်တွေထွက်လာတဲ့အချိန်မှာဒါဝိုင်းပစ်နေတယ်သူထောက်ဖို့ပစ္စည်းလာချနေတယ်ဒါဝိုင်းပစ်နေတယ်နောက်တစ်ခုကနောက်တစ်စီးကိုလည်းအဲ့လိုလင်းနဲ့ဟို drone နဲ့ပန်ကာဝင်တိုက်ပြီးတော့ခုလုတ်တဲ့ဟာတွေလည်းကျွန်တော်မြင်နေရကာမီကာစပုံစံမျိုးပေါ့ဟုတ်တယ်ဆိုတော့ဒီလိုခစ်ကြီးမှာဖုံးဖိလို့မရတဲ့ဟာကိုဘာကြောင့်ဖုံးဖိတယ်လဲဆိုတာမျိုးပေါ့နော်နောက်တစ်ခုကသူ့ရဲ့ စစ်ကောင်စီရဲ့တခုဆိုလို့ရှိရင်ဒါတွေကိုကာကွယ်ဖို့အတွက်သူရဲ့ lobby အုပ်စုကိုလည်းတုံးတယ်ဆို lobby တွေကလည်းဒါမဟုတ်ပါဘူးဒါဒီပြည်ပြေးမီဒီယာတွေကအလိန်ညာတွေလွှင့်ပြီးတော့ဒါစိတ်တဆစ်စင်ရေလုံနေတာပါဆိုတဲ့ပုံစံမျိုးတွေဝိုင်းပြီးလိန်ညာပေးကြတယ်ဟုတ်ဆိုဒါတွေကိုစစ်ကောင်စီအောင်သူရဲ့ lobby အုပ်စုအောင်လုတ်ခဲကြတာကိုကျွန်တော် တွေ့ရတယ်တစ်ဖက်မှာ စိတ်မကောင်းစရာကိုတွတ်တွေ့ရတာကတော့ဒီဥပမာဒီဘက်ကဒီတော်လိုင်းအုပ်စုတွေဘက်ကဟိုရဲဘော်တယောက်ဆုံးသွားခဲ့တာမျိုးပဲဖြစ်ဖြစ် ဒီအပြစ်မဲ့မိသားစုတွေတွေဇုံတယောက်ဆုံးသွားခဲ့တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်စိတ်မကောင်းတဲ့အကြောင်းသူဒီဘလို့လူမျိုးပါဘလို့ပါဆိုပြီးတော့ဒီသူ့အကြောင်းလေးကိုရေးပြီးတော့ဟိုလူမှုကွန်ရက်တွေပေါ်မှာပဲဖြစ်ဖြစ်သတင်းမီဒီယာတွေမှာပဲဖြစ်ပြောဆိုကြတာကြီးကျွန်တော်တွေ့ရတယ်သူတို့ရဲ့ emotion တွေကိုပြကြတာကိုကျွန်တော်တွေ့ရတယ်အဲ့မှာစစ်ကောင်စီဘက်ကစစ်တပ်စစ်တီတွေဆုံးတာပဲဖြစ်ဖြစ်အခုလိုပိုင်းလော့တွေဆုံးတာပဲဖြစ်ဖြစ်ပေါ့နော် ဟိုအဲ့လိုဖြစ်စင်နေမှာဆိုလို့ရှိရင်တရားဝင်ဝန်내ခွင့်မရှိကြဘူးတရားဝင်တင်ခွင့်မရှိဘူးအမှဟိုသူ့ဘက်ကပြန်စဉ်းစားကြည့်လို့ရှိရင်တင်လိုက်ရင်နောက်ဆက်တွဲဆိုးကျိုးတွေပါဖြစ်လာမလဲကိုယ့်ရဲ့သားသမီးတွေကြောင်းသွားလို့ရှိရင်ကြောင်းမှာမင်းဖေကလူသက်သမားဆိုတဲ့ပုံစံမျိုးကြောင်းသူတို့ဒီဝန်내ကြေကွဲကြောင်းမရေးနိုင်ကြတာလားဗောနော်ဥပမာဒီမနေ့ဆုံးသွားတဲ့ဒီဟိုပြစ်ခတ်ခံလဲရတဲ့ဒီဟိုဘုံမှုချုပ် ဒီဟိုခြိုးထွန်းအောင်ဆိုလို့ရှိရင်လည်းဒီလိုပဲပေါ့လေသူသူနဲ့ပတ်သက်ပြီးဘယ်သူမှဝန်ထဲကြောင်လူမှုကွန်ရက်မှာဟိုကြီးတာကျွန်တော်မတွေ့ရဘူးပေါ့အဲ့တော့ရေးလို့လည်းအဆင်မပြေဘူးလို့ထင်ပါအဲ့တော့တောင်လိုင်းဘက်မှာတော့ဘာလို့မဲဒါကတော့အမှန်ပါပဲဘုံမာတွေရက်ကမှမဟုတ်ပါဘူးဒီခွေးတွေအနေနဲ့လည်းရှိချင်းဒီမှာကြာသွားရင်ဆိုရင်တော့ဘိုးကြောင့်ခွေးနဲ့လုံနေတဲ့အနေအထားတစ်ခုကြည့်မယ်ဆိုရင်ဘယ်သူတွေကအစိုးရဖြစ်နေတာလဲမင်းတို့အစိုးရလို့ပြောနေပြီလေလိုင်းပေါ်ကအစိုးရမင်းတို့ပဲဆိုတာကိုမင်းတို့သိတဲ့အနေအထားတစ်ခုပါပဲ